ထိုင်းနိုင်ငံနဲ့နယ်မြေအငင်းပွားမှုကိုကမ္ဘောဒီးယားနိုင်ငံကနိုင်ငံတကာအပြည်ပြည်ဆိုင်ရာတရားရုံး ICJC တိုင်တန်းသွားမယ်လို့ဆိုပါတယ်။ ICJ ခေါ်နိုင်ငံတကာအပြည်ပြည်ဆိုင်ရာတရားရုံးဟာနိုင်ငံအချင်းချင်းကြားနယ်မြေအငင်းပွားမှုကိုဖြေရှင်းပေးလေရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။မနေ့ဇွန်လ၄ရက်နေ့ကကမ္ဘောဒီးယားအစိုးရရဲ့ထုတ်ပြန်ချက်ထဲမှာတော့ထိုင်းတပ်ဖွဲ့တွေဟာ ကမ္ဘောဒီးယားတပ်တွေတက်ဆွဲထားတဲ့ဖရဲဝိဟာရခရိုင်တက်ခုံမိုရိုကော့ကြေးပြော်ကိုလာရောက်ကျူးကျော်ပစ်ခတ်ခဲ့တာကြောင့်ကမ္ဘောဒီးယားစစ်သားတအုပ်သိမ်းဆုပ်ခဲ့တယ်လို့ဆိုပါတယ်။ဒီဖြစ်ရပ်ဟာအကြောင်းပြချက်မရှိရန်လိုကျူးကျော်မှုဖြစ်ပြီးကမ္ဘောဒီးယားနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်နယ်မြေနဲ့နိုင်ငံကုန်တိုက်ခါကိုစော်ကားလိုက်ခြင်းဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဇွန်လ၂ရက်နေ့ကထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတော့ကမ္ဘောဒီးယားအစိုးရအနေနဲ့ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့မွန်မိုင်းတမွန်တန်ဖျားချောင်း သမောထဘုရားကျောင်းနဲ့ခရာပိုင်းဘုရားကျောင်းနယ်မြေတွေအတွက် ICJ ကို တိုင်သင်သွားမယ်လို့ဆိုထားပါတယ်။ဒီနေရာတွေနဲ့ပတ်သက်ပြီးနယ်မြေပိုင်ဆိုင်မှုအငင်းပွားနေစေဖြစ်ပြီး2000ပြည်နှစ်ကသဘောတူထားတဲ့စာကြုံလွှာမှလည်းဗန်နိုင်ငံကပိုင်ဆိုင်နေဆိုပြီးတိတိကျကျသတ်မှတ်ထားတာမျိုးမရှိသေးဘူးလို့ဆိုပါတယ်။ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်နဲ့အထက်လွှတ်တော်တို့ကနေပူရဲကျင်းပါတဲ့အစည်းအဝေးမှာသူတို့အနေနဲ့ ဒီနေရာကိုပိုင်ဆိုင်ခွင့်နဲ့ပတ်သက်ပြီး ICJ ရဲ့ဆုံးဖြတ်ချက်ကိုလက်ခံသွားမယ်လို့တညိတညွတ်နဲ့ဆုံးဖြတ်ခဲ့ကြပါတယ်။ကမ္ဘောဒီးယားနိုင်ငံအနေနဲ့နိုင်ငံတကာစီးမျဉ်းရေးအရငြိမ်းချမ်းစွာပဲဖြေရှင်းလိုတယ်လို့လည်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ဒါအပြင်မေလ28ရက်နေ့ကဖြစ်ပေါ်တဲ့နှစ်ဖက်ပြစ်ခတ်မှုကိုရင်ခံပြီးနိုင်ငံနေဆက်ပြဿနာတွေကိုဆွေးနွေးဖို့အတွက်လာမယ့်ဇွန်လ14ရက်နေ့မှာကမ္ဘောဒီးယားနိုင်ငံဖနွမ်ပင်မြို့မှာနှစ်ဖက်တာဝန်ရှိသူတွေတွေ့ဆုံဆွေးနွေးသွားမယ်လို့ဆိုပါတယ်။ဒါပေမဲ့ ဲ့ဒီဆွေးနွေးပွဲအတွင်းယဉ်ကျေးမှုနယ်မြေလေးနေရာအတွက်ကိုတော့ထဲသွင်းဆွေးနွေးသွားမှာမဟုတ်ပဲ ICJ ရဲ့ဆုံးဖြတ်ချက်အတိုင်းအတာလိုက်နာဆောင်ရွက်သွားမှာဖြစ်ကထိုင်းနိုင်ငံအနေနဲ့လည်း ICJ ရဲ့ဆုံးဖြတ်ကိုငြိမ်းချမ်းစွာလက်ခံလိုက်မယ်လို့မျှော်လင့်တယ်လို့ဆိုပါတယ်လက်တလုံးမှာတော့ကမ္ဘောဒီးယားအစိုးရကသူ့ပြည်သူတွေကိုစိတ်အေးအေးထားဖို့နဲ့အမျိုးသားရေးဝါဒစိတ်ခန်းစားချက်ကိုရှေ့တန်းမတင်ဖို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပြီးထိုင်းနိုင်ငံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းပြီး ကုန်သွယ်ရေးနိုင်ငံခြားခေတ်သွားလုပ်ငန်းတွေနဲ့ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေကိုအတူတကွဆက်လက်ပူးပေါင်းသွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရေရှည်ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက် ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။